မချမ်းသာပေမဲ့ပြီးကန်းတတ်တာဟာယုံကြည်မှုတတ်တာများရှိလိုပါတဲ့မတိကျွမ်းပေမဲ့ကုညီတတ်တာဟာ စိတ်ကောင်းရှိလိုပါတဲ့ဒီလိုမိမဲ့ညီးမနေတတ်တာဟာရှောင်ရဲမှုရှိလိုပါတဲ့မချမ်းသာပေမဲ့ပြီးကန်းတတ်တာဟာယုံကြည်မှုတတ်တာများရှိလိုပါတဲ့ မတိကျွမ်းပေမဲ့ကုညီတတ်တာဟာစိတ်ကောင်းရှိလို့ပါတဲ့အပြစ်တွေ့ပေမဲ့ခွင့်လွတ်နားလည်တတ်တာဟာတီးခံမှုအားကောင်းလို့ပါတဲ့အလိုမကျတာတွေ့ပေမဲ့ဒေါသမထွက်တာဟာပညာရှိလို့ပါတဲ့အစင်မပြေပေမဲ့ကုသိုလ်ဖြစ်အောင်နေတာဟာတတိရှိလို့ပါတဲ့ဒီစာလေးကတော့ online မှာ bookman ဆိုတဲ့ပေကနေတင်ထားတဲ့စာလေးပါ အတိတ်ပဲပြေးသွားနေလို့ပြန်ပြီးတော့ဦးစဲ sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်။ဒီနေ့ခေတ်မြန်မာနိုင်ငံမှာဆိုရင်အဆင်မပြေကြဘူး။အဲ့လိုအဆင်မပြေတဲ့အချိန်မှာကိုကဘလို့ခံယူချက်ရှိရမှာတော့။ဟောဒုဘဝအဆင်မပြေဘူးဆိုတာခံတာပါသေးတယ်။ဒုတဲ့အဆင်မပြေတဲ့ဘဝတွေရှိပါသေးသလားဆိုပြီးတော့ဒီလိုလေးတွေးနိုင်ရမယ်နှလုံးသွင်းနိုင်ရမယ်။နောက်တစ်ခုကလောကရန်ဆိုတာကတော့အလုံးခံကြရတာပါပဲ။မြတ်စွာဘုရားမှာစ တေးငယ်တဲ့တရဝါလေးတွေအဆုံးပေါ့အဲ့ဒီလောကဒဏ်တွေခံရတဲ့အချိန်မှာခံယူချက်တွေပေါ်မှာမူတည်ပြီးတော့ခံစားချက်တွေပြောင်းလဲသွားတာပါကိုဘလို့ဒီလောကဒဏ်ပေါ်မှာခံယူတယ်လေအဲ့ဒီခံယူတဲ့ခံယူချက်တွေပေါ်မူတည်ပြီးတော့ခံစားရတဲ့ခံစားချက်တွေပြောင်းလဲသွားတယ်မြတ်စွာဘုရားလည်းပဲသူတို့ရဲ့ကိရဆွဆွဲခြင်းတွေကိုခံရတယ်အစာရည်သာရှားပါးပြည့်လက်မှုတွေခံရတယ် သူတို့ဘာရဲ့လုံကြံတက်ဖြတ်မှုတွေကိုခံရတယ်။သို့တော်မြတ်စွာဘုရားရဲ့ခံယူချက်ပေါ်မူတည်ပြီးတော့ခံစားချက်ပြောင်းလဲသွားတယ်။ဒီလိုပဲလောကလူသားတွေလည်းခံရတယ်။ဆင်းရဲဒုက္ခတွေခက်ခဲတွေကြက်တဲတွေအဲ့ဒီအရာတွေနဲ့ကြုံလာတဲ့အခါကိုယ်ဘလို့ခံယူတယ်လဲဒီပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေပြောင်းလဲသွားတယ်။ခံယူပုံခံယူနည်းတွေမှားနေမယ်ဆိုလို့ရှိရင် ပို့ပြီးတော့ခံစားရပြီးတော့ခံယူချက်မှန်ကန်သွားတဲ့ပုံကောခံစားချက်တွေကောင်းသွားတယ်နေတတ်သွားတယ်စိတ်ချမ်းသာသွားတယ်ဥပမာယနေ့ခေတ်မြန်မာနိုင်ငံမှာဆိုရင်အဆင်မပြေကြဘူးအဲ့လိုအဆင်မပြေတဲ့အချိန်မှာကိုကဘယ်လိုခံယူချက်ရှိရမှာတော့ဟောဒုဘဝအဆင်မပြေဘူးဆိုတာခံတာပါသေးတယ်တို့တဲ့အဆင်မပြေတဲ့ဘဝတွေရှိပါသေးသလားဆိုပြီးတော့ဒီလိုလေးတွေးနိုင်ရမယ်နှလုံးသွင်းနိုင်ရမယ်နောက်တစ်ခုက လောကဒံဆိုတာကတို့စီအလုံးကြုံနေတဲ့အရာပဲမြတ်စွာဘုရားရှင်ကြီးတော်မှာကြုံရသေးတာတို့ကဘာမို့လို့တုံးအေးလောကဒံဆိုတာကလည်းအဆိုးကြီးပဲလာမှာမဟုတ်ဘူးမြတ်စွာဘုရားကိုတော်တိုင်အဆိုးလေးပါအကောင်းလေးပါဟောတော်မူခဲ့တယ်ဒီစီဥစ္စာရတဲ့ခါလဲရှိမယ်မရတဲ့ခါလဲရှိမယ်ချမ်းသာတဲ့ခါလဲရှိမယ်ဆင်းရဲတဲ့ခါလဲရှိမယ်ပြည့်စုံတဲ့ခါမပြည့်စုံတဲ့ခါရှိမယ်ကိုယ်ဘေးမှာလူတွေချမ်းရမ်းနေများတဲ့ခါရှိမယ် တယောက်မှမရှိပဲအထီးကျန်နေတဲ့အခါလည်းရှိမယ်ချီးမွမ်းခံရတဲ့အခါရှိတယ်လို့ကဲရခံရတဲ့အခါလည်းရှိမယ်ဒီလောကဒဏ်တွေဟာတို့တွေအကုန်ခံကြရတယ်ခံကြရတဲ့လောကဒဏ်ကလည်းအစိုးကြီးပဲမဟုတ်ဘူးအကောင်းတွေလည်းရှိတယ်ဒါကြောင့်ဒီချိန်မှာငါတို့အစိုးလောကဒဏ်ခံနေရတယ်ဆိုတာကအကောင်းလောကဒဏ်တွေမလာသေးလို့ပါအကောင်းလောကဒဏ်တွေတလဲလာအောင်ပါပါဆိုပြီးတော့လေလောကဒဏ်၈ပါးကိုဒီလိုသိပြီးတော့နှလုံးသွင်းနိုင်ရမယ်ဒါဆိုလို့ရှိရင် ကိုယ့်ရဲ့ခက်ခဲကြက်တဲမှုတွေနဲ့ကြုံလာတဲ့အခါစိတ်သက်သာရလေးနည်းနည်းတော့ရှားသွားလိမ့်မယ်။ဒိုးဘွားကဒီနေ့တော့အင်မတန်ဆိုးလိုက်တာ၊ကန်ဆိုးလိုက်တာလောကရနေနဲ့ကြုံရတာပေါ့။အဆင်ပြေတယ်လို့ကမရှိဘူးဆိုပြီးတော့အားလုံးကြီးတွားနေတာကိုကျွန်တော်တွေ့ရတယ်။ဒါကိုတွေ့တော့ပြမသောစဉ်းစားမိတာကစိတ်မကောင်းဘူးပေါ့။ကရုဏာဖြစ်မိတယ်ပေါ့။အဲ့ထက်ပိုပြီးတော့ဦးဇင်းတို့ကထပ်စဉ်းစားရပါမယ်။ လူတယောက်မှာအတွေးခေါ်မှာပဲဖြစ်စေလုပ်ငန်းတွေမှာပဲဖြစ်စေရှေ့ကိုကြိုတင်ပြီးတော့စဉ်းစားထားတဲ့ plan ဆိုတာရှိရတယ်လူတွေပြောကြတယ် plan မရှိရင် plan လန်တတ်တယ်ဆိုတာပေါ့အဲ့တော့ကြည့်ပြီးတော့ဘာစဉ်းစားမိလဲဆိုတော့ဦးဇင်းတို့ဒီနှစ်အဆင်မပြေကြဘူးတတော်ကောင်မှအဆင်မပြေကြဘူးအဲ့တော့လာမယ့်နှစ်ကြရင်ရောအဆင်ပြေမှာလား ြိုပြီးတော့စဉ်းစားဖို့လိုတယ်ဒီနေ့အဆင်မပြေဘူးဟုတ်ပြီလာမယ့်နှစ်ကြာလို့ရှိရင်ဒီထက်ပိုပြီးအဆင်မပြေခဲ့ရင်ရောဘလို့နှလုံးသွင်းကြမလဲဘလို့ရင်ဆိုင်ရမလဲဒီနေ့အဆင်မပြေလို့နောက်နေ့ဆင်ပြေရမယ်လို့မှမရှိပါနဲ့ဒီနေ့ကအဆင်မပြေတာစီးပွားရေးပဲအဆင်မပြေတာနောက်နေ့စီးပွားရေးအဆင်မပြေတဲ့အပြင်ကျမ်းမာရေးပါဝင်လာမယ်ဆိုရင်ရောပို့ဆိုးသွားပြီ။ ဒီနှစ်ထပ်ပူဆိုးရပြီဒီနှစ်ကမှခံတာသေးတယ်အဲ့တော့ဦးစင်းတို့ကတစ်ခါတလေမှာအရှိကိုမျောတွေးပြီးတော့ကိုရောက်ရှိနေတဲ့အချိန်လေးကိုဖြေတတ်အောင်ကြိုးစားရတယ်ဒီနေ့အဆင်မပြေဘူးအဲ့ဒီအဆင်မပြေတာနဲ့ရင်ဆိုင်နေရတဲ့အချိန်ကဘာတွေးရမလဲ။အော်နောက်နေ့ဆိုရင်ဒီထက်အဆင်မပြေဖြစ်နိုင်တယ်လို့တွေးပြီးဒါဟာတော်ပါသေးလားဆိုပြီးတော့စိတ်ကိုပြန်ပြီးတော့ထိန်းရဖြေရတယ် နှလုံးသွင်းတတ်ရတယ်။နောက်နေ့ကအဆင်ပြေခြင်းပြီမှာပဲအဲအဆင်ပြေတာကိုဥစဉ်တော့သွားတွေးမနေနဲ့အဆင်ပြေတဲ့ဒဏ်ကလူတိုင်းခံနိုင်တယ်အဆင်မပြေတဲ့ဒဏ်ကမခံနိုင်ရတာလေမြတ်စွာဘုရားလောကနဲ့၈ပါးဟောထားတဲ့အထင်းပါလာဘောအလာဘောလာဘောလက်ရနေတဲ့အချိန်ဘာမှမဖြစ်ဘူးခံနိုင်တယ်အလာဘောလက်မရတော့တဲ့အခါကျရင်တုံလို့တကြတယ်ရတ္တအရတ္တထိကျန်နေတဲ့အချိန်မှာမနေတတ်ကြဘူး ခြေအနေပေါများနေတဲ့အချိန်အစ်စင်နေလို့ရတာဘာမှမဖြစ်ဘူးအဲ့တော့ခြုံပြီးပြောလိုက်မယ်ဆိုလို့ရှိရင်ဒီနေ့အစင်မပြေဘူးနောက်နေ့အစင်ပြေရင်လည်းပြေမယ်မပြေရင်လည်းမပြေဘူးသို့တော်ပြေတာကြီးကိုခေါင်းနဲ့ထည့်မထားနဲ့ဘာကြောင့်လဲအစင်ပြေတဲ့တန်လူတိုင်းခံနိုင်တဲ့အတွက်ကြောင့်အေးစစလေးနေလိုက်လို့ရအစင်ပူပြီးတော့မပြေဖြစ်နိုင်ပါလားဆိုပြီးတော့အဲ့လိုတွေးအဲ့လိုတွေးပြီးတော့ယခုအစင်မပြေသေးဘူးဆိုတာကနောက်လာမယ့်အစင်မပြေခြင်းတွေထပ်ဆိုင်တော်ပါသေးတယ်လို့တွေးတွေးပြီးတော့ ပစ္စုပ္ပန်မှာလှုပ်ဆရာရှိတာလှုပ်လှုပ်တဲ့နာကိုလှုပ်လိလတဲ့နာကိုလိလာဒါဆိုလို့ရှိရင်အခုအစင်မပြေဖြစ်နေတဲ့စိတ်တွေဟာအနေငယ်တော့ဦးဇင်းတို့ရောပါသွားနိုင်တယ်တချို့ကဒီလိုတွေးလို့ပြောကြလိုက်မယ်အစင်မပြေတိုင်းကြီးပဲဒီလို negative thinking တွေနဲ့လက်မကောင်းဘူးလို့ပြောလိုက်မယ်ကံမကောင်းဘူးလို့ပြောလိုက်မယ်လက်တို့ကံလို့ဆိုတာဘယ်သူကမှလှုပ်တာမဟုတ်ကိုယ်ကိုယ်တိုင်လှုပ်တာပဲ